ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အိမ်မှာချက်စားဖို့အတွက်စိုက်ထားတဲ့စိုက်ခင်းတဲ့ကနေဟင်းစားသွားချမှာဖြစ်ပါတယ်စိုက်ခင်းတဲ့မှာဗာအတီးနံတွေရှိမလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်အောင်ပါဒီပင်ထဲမှာကြက်ဟင်ကာတီရတော့နှလုံးတွေ့တယ်ပေါ့နော်ဆိုအာဒီညနေအတွက်ပေါ့ကျော်စားပဲပေါ့ကျွတ်ကျွတ်လေးကျော်စားရင်ကျွန်တော်လေးကြိုက်တယ်ဆိုတော့အဲကျွတ်ကျွတ်လေးကျော်စားဖို့အတွက်ကျွန်တော်ခိုးလိုက်မယ်ပေါ့နော် နော်တလုံးပေါ့နော်အော်ဒီမှာတလုံးပေါ့နော်ဟုတ်လေอืมစီမှာပေါ့နော်နှလုံးတော့ရပြီပေါ့နော်နှလုံးဆိုရင်တော့တယ်နော်တော်တော်လေးကြီးရွှေဟုတ်လေခုနကတော့တော့ချက်ဟင်ကားဒီကျွန်တော်တို့ခူးလိုက်ယူပါဆိုအခုဒီမှာကျတော့ကျွန်တော်တို့ပေးတောင်းရှယ်ပေါ့နော်ပေးတောင်းရှယ်ပြီမှာတော့ကျွန်တော်တို့ပေါ့နော်အပေးဒီလိုက်ရှာမှာပေါ့နော်ခူးလို့ရတဲ့ဟာရှိလားပေါ့နော်အခုဒီမှာမြင်ရတဲ့အနေအထားဆိုရင်တော့တော်တော်များများကအဲပေါ့နော်နောက်ပတ်လောက်ဆိုရင်တော့တော်တော်လေ ခုဆလို့ရတဲ့အနေအထားရောက်မှာပေါ့နော်အခုဒီမှာရှိကြည့်လိုက်ပေါ့နော်တချို့ဟာတွေပွင့်နေပေါ့နော်တေးသေးလေးတွေပဲရှိသေးပေါ့နော်ဒီချင်းမှာကျွန်တော်တို့ခုဆလို့ရတဲ့ခုလို့ရတဲ့ဟာပေါ့နော်ဘာရှိမလဲပေါ့ကျွန်တော်တို့တစ်ချက်လိုက်ရှာမယ်ပေါ့နော်ဒီဘက်အတန်းကိုပြန်ကြည့်လိုက်တဲ့အခါကျရင်ဒီမှာတချို့အတီးတွေခိုးလို့ရတဲ့ဟာရှိရပေါ့နော်ဆိုတော့ရုပ်ကြီးထောင်းစားဖို့ပေါ့နော်နေနေမြများထောင်းမယ်ပေါ့နော်ငားနဲ့ဘာနဲ့ပေါ့နော်ကြီးနဲ့ဆိုတော့ဒီဘက်မှာဆိုရင်လည်းပေါ့နော်ခူးလို့ရတဲ့ပေတီးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာပေါ့နော် တလလောက်ပေါ့နော်အေးပေါ့နော်ကြီးရတယ်ပေါ့နော်ဆိုတော့ဒီမှာဟိုဒီမှာကောင်းစားလို့ရတဲ့အရွယ်음음음ဒီမှာလည်းရသေးတယ်ပေါ့နော်ဆိုတော့ရပြီပေါ့နော်ဒီလောက်ငရုတ်ကြီးထောင်စားပို့ရတော့ဒါပောက်ပြီနော်ဆိုတော့ငရုတ်ကြီးပြန်တော့ခူးရအောင် ုကတော့ကျွန်တော်တို့ဘောနော်အဟင်းချက်စားဖို့နဲ့ငွေပြီးထောင်စားဖို့အတွက်ဆိုတော့ကျွန်တော်တို့အအတိနံရသွားပြီပေါ့နော်ဆိုတော့အခုအင်းရည်အတွက်ပေါ့နော်ကျွန်တော်ယုံကြည်တည်ပြန်ခုမှဖြစ်ပါတယ်ယုံကြည်တည်နဲ့ကျွန်တော်ပိတ်ဦးနဲ့ပေါ့နော်အဟင်းစာအင်းရည်ချက်တော့မှာပေါ့နော်အဲ့ဒီအတွက်ပေါ့နော်ကျွန်တော်တို့ဒီမှာယုံကြည်တည်ပြန်ခုမှဖြစ်ပါတယ်ပေါ့ တော့ဗောလေဒီနေ့ကျွန်တော်စိုက်ထားတဲ့ channel မှာဟင်းစားသွားရှာတာပေါ့လေဆိုတော့အဲကျန်ဟင်ကာဒီကြော်စားဖို့အတွက်ကျန်ဟင်ကာဒီရတယ်ပြီးရင်ငရုတ်တီထောင်းစားဖို့အတွက်ငရုတ်တီနဲ့ကျုပ်ပေးတောင်းရှေရတယ်ဗောပြီးရင်ဟင်းရချက်စားဖို့အတွက်ယုံတီတီရတယ်ဗောနော်ဆိုတော့ဒါကိုကျွန်တော်တော့ချက်စားမှာဖြစ်ပါတယ်ဆိုတော့နောက်အပတ်ဒီမှာဆိုရင်လေကျွန်တော်ရဲ့ channel မှာဘာအတင်းနံတွေထွက်မလဲဆိုတာဗောနော်အဲအားလုံးကိုစောင့်ကြည့်ပေးဖို့ပေါ့ဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်